ကိုနှင်းထားတဲ့မြေကြီးကိုတောင်မှမယုံရတော့ပါဘူးမြေကြီးကအကွက်ပြီးတော့လူတွေကားတွေဟာမြေမျိုးခံလိုက်ရတယ်လို့မျိုးပြိုကျနစ်မြုပ်သွားတာကိုတောင်မှကျွန်တော်တို့မြင်တွေ့ခဲ့ရပါပြီလူတွေအတွက်အလုံးချုံဆုံးအနှွေးထွေးဆုံးနေရာဟာကိုယ့်အိမ်ဖြစ်ပေမဲ့အခုတော့ကိုနေတဲ့အိမ်ကိုလည်းမယုံကြည်ရတဲ့အဖြစ်အပျက်တွေဖြစ်ပျက်ခဲ့ကြပါပြီဗျာကိုယ့်အိမ်မှာကိုနေရင်းနဲ့တေခဲ့ကြေခဲ့ကြရပါပြီတေတဲ့လူကတေကြေတဲ့လူကကြေခဲ့ကြရပါတယ် ကျေတယ်ဆိုတာကတကယ်ကိုကျေမွသွားတဲ့သူတွေကကျေမွကျိုးတဲ့သူတွေကကျိုးပက်ဖြစ်ခဲ့ကြရတာပါ အခိုင်ခတ်တိဆောက်ထားတာလို့ယုံကြည်ခဲ့ရတဲ့ကိုယ့်အိမ်ဟာအခုတော့စိတ်မချရတာတွေကိုမြင်တွေ့ခဲ့ကြပါပြီရန်သူမျိုး၅ပါးရဲ့ရန်ကနေပြီးတော့ကိုယ့်ကိုအကာအကွယ်ပေးနိုင်တယ်လို့ယုံကြည်ထားတဲ့နှွေးထွေးတဲ့အမိုးကဆိုတဲ့နေရာလေးတစ်ခုဟာနိုင်လုံဝေဖာနဲ့စောက်ထားတဲ့ရုပ်အင်္ဂလီတွေလိုဘယ်ညာရိမ့်ခါပြီးတော့ ပြိုကျခဲ့ရပါတယ်။အလွန်ကိုစိတ်မချမ်းမသာဖြစ်ရပါတယ်ခင်ဗျာ။ဒုက္ခရောက်ရသူတွေအတွက်အလွန်ပဲကြေကွဲဝမ်းနည်းရပါအကြောင်းစိတ်ထိခိုက်ရအကြောင်းကိုအထူးအလေးနဲ့ထားပြီးတော့ပြောပေးရစီခင်ဗျာ။2025ခုနှစ်ငလျင်ကပ်ဘေးကြီးဟာမြမတပိုင်းမှာအဆိုးအဝါဆုံးကပ်ဘေးကြီးတစ်ခုပါ။သူတက်ပို့ပြီးတော့လူတွေအသေးပြောက်များတဲ့ကတ်ဆိုးကြီးဆိုလို့နာဂစ်မုန်တိုင်းကြီးနဲ့ကိုဗစ်ကပ်ဘေးကြီး နှစ်ခုပဲရှိပါလိမ့်မယ်။ဗိုလ်ချုပ်မင်းအောင်လှိုင်ကအာဏာကိုအတိတ်အဓမ္မလူယူသိမ့်ပိုက်ထားတာဟာတိတ်မကြသေးပါဘူး။လေးနှစ်ကြော်ကြော်လေးပဲရှိပါသေးတယ်။ဒါပေမဲ့သူအုပ်ချုပ်ပြီးတော့အဓမ္မမင်းလုံတလိုမျိုးမင်းမှုနေတဲ့ဒီလေးနှစ်ဆိုတဲ့တူတူတောင်းတောင်းကာလာလေးအတွက်မှာအလွန်ဆိုးရတဲ့ကပ်ဘေးကြီးလေးခုဖြစ်ပွားခဲ့ပါတယ်။အဲ့အရာတွေကတော့တမိုင်းမှာနာဂစ်ကလွှဲပြီးတော့အစိုးဆုံးလူသေးပြောက်မှုကြီးလို့ပြောလို့ရတဲ့ ကိုဗစ်19ရောဂါကပ်ဘေးနိုင်ငံတော်ရေကြီးတဲ့ကပ်ဘေးနဲ့အခုငလျင်ကပ်ဘေးကြီးကသဘာဝကပ်ဘေးကြီး၃ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ဘိုးချုပ်မင်းအောင်လိုင်ကိုတိုင်ဦးစီးအမိန်ပေးပြီးတော့ကျူးလွန်တဲ့ပြည်တွင်းစစ်ကပ်ဘေးကြီးပါ သူအာရမအုတ်ချုပ်မင်းလုတ်တဲ့၄နှစ်အတွင်းမှာဒီလောက်ဆိုးရတဲ့ကပ်ဘေးကြီး၄ခုဖြစ်ပေါ်သွားတယ်ဆိုတာကိုပြည်သူလူထုအများသတိပြုမိကြပါရဲ့လား တခြားချိန်တွေမှာသာဆိုလို့ရှိရင်နှစ်ပေါင်း40လောက်အတွက်မှတောင်မှအဲ့ဒါလိုကတ်မျိုး၄ခုကြုံကြိုက်ဖို့ရဆိုတာခဲမှာမြမတမိုင်းကိုပဲပြန်ကြည့်ပါနှစ်ပေါင်း50ကျလာတောင်မှအဲ့ဒါလိုကတ်ဘေးကြီး၄ခုပေါ်တာမျိုးကရှားပါလာပါတယ်မြမအစင်လာရှေးရိုးအယူဆနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အုတ်ချုပ်တဲ့သူကအကျင့်သီးလာမကောင်းလို့သူရောက်မှာအုတ်ချုပ်လို့မင်းစိုးမင်းညစ်အုတ်ချုပ်လို့ အခုလို၄နှစ်အတွင်းမှာကပ်ဘေးကြီး၄ခုစိုက်တာလို့ဆိုရပါလိမ့်မယ်။ဒါဟာမြန်မာနိုင်ငံမှာလူအများယုံကြည်လက်ရှိတဲ့အယူဆတစ်ခုမို့လို့ကျွန်တော်ကထောက်ပြတာပါ။ဒါပေမဲ့ဒါဟာနည်းနည်းတော့ယူသီးရရောက်ပါတယ်။ရှေးဟိုးဆွဲရရောက်တယ်လို့မြင်ပါတယ်။ကဲဟုတ်ပါပြီ။ဒါဟာရှေးဟိုးဆွဲလွန်းတယ်လို့သတ်မှတ်ပြီးတော့ကျွန်တော်တို့အဲ့ဒီအယူဆကိုခဏဘေးဖယ်ထားအောင်ပါ။ကိုဗစ်ဖြစ်တာ ရေကြီးတာငလျင်လှုပ်တာဟာလူကတားဆီးဖို့ခက်ခဲတဲ့အရာတွေဖြစ်ပါတယ်။ ဒါတောင်မှလုံးဝတားဆီးလို့မရဘူးလို့အကျွမ်းမဲ့ပြောလို့ရတာဟာအဲ့ထဲမှာငလျင်တစ်ခုပဲရှိပါတယ်ကိုဗစ်ကိုလည်းစေတနာရှိလို့ရှိရင်အမျောအမြင်လည်းရှိမယ်ဆိုလို့ရှိရင်တားစင်းတဲ့လောက်တားလို့ရနိုင်ပါတယ်ကာကွယ်လို့ရတာတွေကြိုတင်ပြီးတော့ပြင်ဆင်လို့ရတာတွေရှိပါတယ်အခုတော့ကာကွယ်ရမယ့်အချိန်ပြင်ဆင်ရမယ့်အချိန်မှာလောဘဇောတက်ပြီးတော့အာနာကောက်သိမ့်လိုက်ပါတယ်ပြည်သူမျက်နာကိုမကြည့်ဘဲနဲ့သူတို့တစုလေးရဲ့အကျိုးစီးပွားကိုသာကြည့်တဲ့အတွက် အာနာနန်းဖန်းတဲ့အတွက်ကြောင့်ပြည်သူတွေမတည်တင်မဲ့နဲ့အမြောက်အများတည်ခဲ့ကြပါတယ်။ရေကြီးတာကလည်းဆယ်တွေကိုစီးမဲ့ကမ်းမဲ့ဆောက်တာတွေတစ်ပင်တွေကိုခရိုနီလက်အပ်ပြီးတော့စီးမဲ့ကမ်းမဲ့ခုတ်တာတွေထုတ်လုပ်တာတွေနဲ့အများကြီးတက်ဆိုင်ပါတယ်။ဘူချစ်ဆွေတို့ S2 ဘိုတင်ဦးမိသားစုတို့အစရှိတဲ့စစ်ဘိုလ်ချုပ်ကြီးတွေရဲ့မိသားစုတွေကတစ်ပင်တွေကိုပြောင်းအောင်ခုတ်ပြီးတော့ကိုကျိုးအတွက်ရောင်းစားခဲ့ကြတာတွေကိုအားလုံးသိကြပါတယ်။ တခြားစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ခရိုနီတွေလည်းပါဝင် ကြပါတယ်အဲ့ဒါလိုရောင်းချကြတာတွေတိုင်းပြည်ရဲ့တန်ဆန်တာကိုခိုးခုတ်ကြတာတွေနဲ့ဓာတ်ရိုက်ပတ်သက်ပါတယ်ငလျင်ဖြစ်တာကတော့ဂျိုတင်တားဆီးလို့မရပါဘူးဂျိုတင်တားဆီးလို့မရတဲ့အရာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့အပြစ်မဟုတ်ဘူးလို့ပြောမယ်ဆိုလို့ရှိရင်ပြောလို့ရပါတယ်ဒါပေမဲ့ဖြစ်ပြီးတဲ့နောက်ပိုင်းနောက်ဆက်တွဲတွေကိုကြည့်လို့ရှိရင်တော့စစ်အာဏာရှင်စနစ်ရဲ့စနစ်ဆိုးကြီးတံကိုပြည်သူတွေရင်ကျိုးတော့အောင် ခံခဲ့ကြရတယ်ဆိုတာကိုတွေ့ရပါတယ်နိုင်ငံသားကနေပြီးတော့တိုက်လေရင်လေစစ်သည်မောတွေဝယ်ယူတဲ့စစ်အစိုးရအဆက်ဆက်တိုက်ပြည်ရဲ့တင်ဆက်တာဖြစ်တဲ့ကြောက်မြက်ရတာတွေတစ်တေငားရေပစွန်တွေကိုစီးမဲ့ကမ်းမဲ့သူတို့ဆွေသူတို့မျိုးတွေကြီးပဲစားတော့အမျက်ထုတ်ကြတဲ့စစ်အာဏာရှင်တွေဟာဒီလိုကပ်ဘေးဖြစ်လို့ရှိရင်ကယ်ဆယ်ဖို့ပစ္စည်းတွေကိုကြတော့ဘာမှဝယ်ယူထားတာပြင်ဆင်ထားတာမရှိခဲ့ပါဘူးငလျင်ဖြစ်လို့ရှိရင် အပူချိန်နဲ့တိုက်တာပြီးတော့လူရှာတဲ့ကရိယာမျိုးကိုတောင်းမှာစစ်အာဏာရှင်တွေကပြင်ဆင်ထားတာဝယ်ယူထားတာမရှိပါဘူးအခုငလျင်ဖြစ်ပြီးတော့တိုက်တွေတာတွေပြိုကျတော့အဲ့ဒါတွေကိုရှင်းလင်းဖယ်ရှားဖို့ရန်နရာကြီးတွေလည်းမရှိပါဘူးကယ်ဆယ်ရေးသမားတွေဟာဖနှတ်တို့အုတ်ထုတ်တို့လက်အိတ်တို့အစမပြည့်စုံကြဘဲနဲ့အရသာကယ်ဆယ်ရေးသမားတွေဆိုလို့ရှိရင်လက်ပလာနဲ့လက်တွေအပေါက်ခံပြီးတော့ကျတော့ကယ်ဆယ်ရေးလောက်ကြတာကိုတွေ့ရပါတယ် အဲ့ဒါလိုကယ်ဆယ်ရေးသမားတွေမပြည့်မစုံတဲ့အခြေအနေကိုလည်းစစ်ကောင်စီကဖနက်အုပ်ထုပ်လက်အိတ်နဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုထောက်ပံ့ပေးရတာမျိုးမတွေ့ရပါဘူးဘုံရုပ်ဇော်မင်းထွန်းကနေပြီးတော့နိုင်ငံတကာကိုထက်စစ်ပြီးတော့လှူဒန်းကြဖို့တောက်ခံနေတာကိုသာတွေ့ရပါတယ်ခွက်ခေါက်တဲ့အလို့ကိုတော့ဘုံရုပ်မင်းအောင်လိုင်ကိုယ်တိုင်လဲနိုင်ငံတကာကိုဖုံးလိုက်ဆက်ပြီးတော့ခွက်ခေါက်ပါတယ်ငလီလှုပ်တဲ့ပထမရက်မှာစကိုင်းဒါရအသိကြီးကိုပါယာယီပိတ်ထားလို့ စကိုင်းကိုကူးမရတဲ့အချိန်မှာရဟတ်ရင်အသုံးပြုပြီးတော့ကယ်ဆယ်ရေးလုတ်ပေးခဲ့တာမျိုးလုံးဝမရှိပါဘူးသူတို့အခုနောက်ပိုင်းမှာအစ်စ်ဒီထရီအသုံးပြုတဲ့ပါရာမော်တာဆိုတာမျိုးတွေကိုအသုံးပြုပြီးတော့စက်နဲ့ရိတ်ခါနဲ့ရေတွေပေးပို့တာမျိုးလည်းလုံးဝမရှိပါဘူးတရုတ်ပြည်ကနေပြီးတော့နောက်ဆုံးလာတဲ့ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုတောင်မှရဟတ်ရင်နဲ့လိုက်ပို့မပေးလို့ရန်ကုန်ကနေမန္တလေးကိုကားနဲ့သွားကြရတာမျိုးကိုလည်းအခုတွေ့ရပါတယ် အခုကပ်ဘေးကယ်ဆယ်ဖို့အတွက်လေးရင်စီကိုဂဇက်မှာအသုံးမပြုပါဘူးစစ်တိုက်ဖို့လူတက်ဖို့အတွက်သုံးဖို့ရာခြံထားပါတယ်လူကယ်တာကိုရဟရင်မသုံးပါဘူးလူတက်ဖို့ပဲရဟရင်သုံးပါတယ်ငလျင်လှုပ်တဲ့နေမှာတောင်မှနောင်ချို6ဦးဖြူတော့မှာလေးရင်နဲ့ဘုံချက်ခဲ့ပါတယ်ငလျင်လှုပ်တဲ့မလ28ရက်ကနေပြီးတော့ဒီနေ့အထိလေးရင်နဲ့ဘုံမကျဲတဲ့နေ့ဆိုလို့တနေ့မှမရှိပါဘူးစကိုင်းကိုစစ်ကောင်စီရဲ့ကယ်ဆယ်ရေးတွေဖြစ်ဖြစ်မြောက်မြောက် ရောက်မလာကြပါဘူးတခြားကယ်ဆယ်ရေးအဖွဲ့တွေရောက်လာကြတာကိုလည်းစစ်ကောင်စီရဲ့လက်ဝေကပြူစောထီးတွေကချိတ်ချောက်တာတွေစစ်ဆေးတာတွေတိတ်တင်းကျပ်တာတွေကိုလှုပ်လို့တချို့ပြန်ထွက်သွားကြတာမျိုးတွေရှိပါတယ်ငလင်းလှုပ်ပြီးတော့၃ရက်ကြာတဲ့အထိကယ်ဆယ်ရေးကောင်းကောင်းမလုပ်နိုင်တဲ့အတွက်မြို့ပေါ်မှာပုတ်စော်နံလာကြတယ်လို့ဒေသခံစကိုင်းမြို့ကံပြည်သူတွေကပြောကြပါတယ်ပျက်စီးပြူကြတဲ့အဆောက်အအုံတော်တော်များများကိုလိလာကြည့်တဲ့အခါမှာတော့ ကန်ထရိုက်တာတွေကြစ်ဝက်ဖောက်ပြတ်တို့ပြိုကျရတဲ့အဆောက်အုံတွေတော်တော်များများရှိတယ်ဆိုတာကိုတွေ့ရပါတယ်။တချို့အဆောက်အုံတွေကအဆောက်အုံအဟောင်းတွေတောင်မှမပြိုဘဲနဲ့အစ်စ်တွေကပြိုကျသွားတာတွေကိုလည်းတွေ့ရပါတယ်။ကျွန်တော်တို့နိုင်ငံမှာမလုံသင့်တဲ့ဒီဇိုင်းပုံစံနဲ့အဆောက်အုံကိုစောက်လို့လည်းရနေပါတယ်။သုံးဆွဲရမယ့်တန်လုံးကအစတစ်ချက်လုံးသုံးရမယ့်နေရာမှာတစ်မျက်လုံးငါးမျိုးလုံးကိုအချောင်းခိုးရိုက်စားလုပ်တာမျိုးတွေကိုလည်းလုံးလို့ရနေကြပါတယ်။ အင်္ဂလိပ်ဘီလက်မြေကအစားစံချိန်စံညွှန်းမိအောင်မဖြောဆက်ကြပဲနဲ့ရိုက်စားလှုပ်ကြတာမျိုးတွေလည်းရှိနေပါတယ်။ဒါတွေဘာလို့ရှိနေကြလဲ။ဘာကြောင့်အဲ့ဒါလိုစီးမဲ့ကမ်းမဲ့လှုပ်လို့ရနေကြလဲဆိုတော့စနစ်တကျကြက်မှတ်တဲ့စနစ်ကောင်းမရှိတာကအကြောင်းတရားပါ။ပြည်သူလူထုအတွက်အဲ့ဒါလိုစနစ်တကျကြက်မှတ်တဲ့စနစ်ကောင်းဆိုတာလိုအပ်ပါတယ်။အုပ်ချုပ်တဲ့လူတွေကတာဝန်ခံပြီးတော့စီမံလုပ်ပေးရမယ့်အရာမျိုးပါ။ နောက်ထပ်အကြောင်းတစ်ကြောင်းကတော့လက်ပေးလို့ရှိရင်အကုန်လုတ်လို့ရနေလို့ပါအဲ့ဒါလို့စနစ်ကောင်းမရှိတာရောအကျင့်ပြတ်ခြားစားမှုရောဟာစစ်အာဏာရှင်စနစ်နဲ့တိုက်ရိုက်ပတ်သက်ပါတယ်စစ်ဆိုးရအဆက်ဆက်လက်ထက်မှာလုတ်သွားတဲ့လန်ဒနာကန်ထရိုက်တွေဆိုလို့ရှိရင်ဘီလက်မြေကအစခိုးယောင်ပြီးတော့ဘီလက်မြေအစတဲများများနဲ့စောက်ထားတဲ့လန်ဒနာတွေအများကြီးရှိရဲဆိုတာစောက်လို့ရလောကတစ်ခုလုံးသိကြပါတယ်အဲ့ဒါလို့ဇီဒီဘန်မှောက်ထားသမျှတွေဟာအခုလိုသဘာဝကပ်ဘေးအန်ဒီယန်နဲ့ အစမ်းသက်ခံရရတဲ့အခါမှာအကုန်ကြိုးကြကုန်တာပါပဲ။ဘာပဲဖြစ်ဖြစ်စစ်အာဏာရှင်စနစ်ကိုလက်ညှိုးထိုးနေတယ်လို့တချို့ကထင်ကြပါလိမ့်မယ်။တကယ်တော့အဲ့ဒါဟာအဖြစ်မှန်ပါပဲ။ဗမာပြည်မှာဘာပဲဖြစ်ဖြစ်ဖြစ်သည်မကံစိုးမိုးမောင်ကြမှုမှန်သည်မဟာစစ်အာဏာရှင်စနစ်လက်ချက်နဲ့ဘယ်တော့မှမကင်းပါဘူး။ဘာကြောင့်အဲ့ဒါလိုဖြစ်နေတယ်လဲဆိုတော့စစ်အာဏာရှင်စနစ်ဆိုးကြီးဟာကင်ဆာယောဂါကြီးတစ်ခုလို့ကျွန်တော်တို့လူအဖွဲ့စည်းတစ်ခုလုံးကိုအတွင်းကနေလိုက်စားထားလို့ နေရာတိုင်းမှာရောက်နေတော့ပါကျွန်တော်တို့လူအဖွဲ့ဆိုကြီးဟာကန်ဆာဆိုတဲ့အနာဆိုးကြီးနဲ့အခေါင်းပေါက်ဖြစ်နေတဲ့လူအဖွဲ့ဆိုကြီးဖြစ်နေလို့ပါဆက်အနာရှင်ကန်ဆာဆိုးကြီးဟာ နေရာတကာကိုအမြင့်ပွားတွေပြတ်နှံ့နေပါတယ်အခုငလျင်လှုပ်ပြီးတဲ့နောက် NUG အမျိုးသားညီညွတ်ရေးဆိုရကနှစ်ပတ်တိတိအပြစ်ခတ်ရဆဲမယ်လို့ကြေညာပါတယ်အမှန်တကယ်စောင့်ကြည့်တဲ့အခါမှာလဲလက်တွေမှာအခုချိန်အထိတော်လိုင်းရေးအဖွဲ့တွေထိုးစစ်မဆင်မဲနဲ့ရပ်ထားတာကိုတွေ့ရပါတယ် မြောက်ပိုင်းမဟာမိတ်သုံးဘွဲကလည်းအပြစ်ခတ်တလရဆက်မယ်လို့အကြေညာချက်ထုတ်ထားပါတယ်လက်တွေ့မှာတော့ NUG လက်အောက်ခံ PDF တွေသာမကတိကျလွတ်လပ်တဲ့အဖွဲ့တွေကလည်းလောလောဆယ်မှာတိုက်ခိုက်ကြတာမျိုးကိုမတွေ့ရပါဘူးဗမာပြည်ကွန်မြူနတီရဲ့ PLA တပ်တွေမောင်ဆောင်ခါတို့ BBLA တပ်ဘုန်းငကအဖွဲ့စတဲ့အဖွဲ့တွေလည်းအကြေညာချက်မထုတ်ကြပေမဲ့တိုက်ပွဲဖော်တဲ့သတင်းကိုတော့မကြားရပါဘူးမြောက်ပိုင်းသုံးဘွဲသာမကတခြား ERO အဖွဲ့တွေရဲ့ထိုးစစ်ဆင်တဲ့အတံမျိုးကိုလည်း မကြားပါဘူးဒါကြောင့်ဗိုလ်ချုပ်မေးအောင်နိုင်ကတော့တော်လိုင်းရေးဖွဲ့တွေဟာတက်တေစုဖွဲ့မှုရှိနေသေးတော့သူတို့စစ်ကောင်စီဘက်ကလည်းအပြစ်ခတ်မရဆဲနိုင်ဘူးလို့ထုတ်ဖော်ပြီးတော့ပြောဆိုပါတယ်တကယ်လဲငြင်းလှုပ်တဲ့ရက်ခရဲကတရက်မှမနာဘဲနဲ့လီရင်နဲ့ဘုံကျဲနေပါတယ်လီရင်နေရဟရင်တွေကိုကယ်ဆယ်ရေးမှလုံးဝမတုံ့ဆုံးစဲဘဲနဲ့ဘုံကိုတော့နေ့စဉ်နေ့တိုင်းကျဲနေတာဟာစစ်ကောင်စီရဲ့ပြည်သူလူထုအပေါ်မှာထားတဲ့သဘောထားကိုအထုကိုပေါ်လွှင့်စေပါတယ် ဘိုးချုပ်မင်းအောင်လှိုင်ဟာအပြစ်ခတ်မရဆဲနိုင်ဘူးလို့ထုတ်ပြောလိုက်တာနဲ့ပတ်သက်ပြီးတော့အချက်နှစ်ချက်ကိုသတိပြုမိပါတယ်ပထမအချက်ကတော့ဘိုးချုပ်မင်းအောင်လှိုင်ရဲ့ခေါင်းမာမှုနဲ့အညိုအတေကြီးမားမှုပါတကယ်ဆိုလို့ရှိရင်ဒီရက်ပိုင်းလေးအတွက်မှာဘုံကျဲတာတွေကိုခဏရက်ထားပေးပြီးတော့သူတို့လည်းပြည်သူလူထုအတွက်ကေဇယ်ရေးလုပ်ငန်းတွေပဲလုပ်ပါမယ်လို့ပြောရင်သူတို့အတွက်တစုံတရာနာမည်ကောင်းရအောင်ဖတ်ဆင်နိုင်ပါပါ ပြည်သူလူထုအများစုကြီးကတော့ယုံကြည်မှုရှိခြင်းမှရှိပါလိမ့်မယ်။ပြည်သူလူထုအများစုကြီးကသူတို့စစ်အာဏာရှင်တွေရဲ့ရက်စက်မှုကိုအကြိမ်ပေါင်းများစွာတွေ့ကြုံခဲ့ဘူးသူတွေမို့ယုံကြည်ဖို့ခက်ခဲတာမျိုးရှိနေပါလေ။ဒါပေမဲ့အဲ့ဒါလို့သာသူတို့အတန်ကောင်းလှမယ်ဆိုလို့ရှိရင်နိုင်ငံခြားတိုက်ပြည်တချို့နဲ့သူတို့ရဲ့လက်ပါစင်မဘာသားတွေကတော့ထောက်ခံယုံကြည်တာမျိုးရှိနေပါလေ။ဘုံမင်းအောင်လည်းအစမတန်ခေါင်းမာသူပါ။အဲ့ဒါကြောင့်အဲ့ဒါလို့ ူအတွက် အကျိုးရှိမဲ့စကားမျိုးကိုတောင်မှဟန်ဆောင်ပန်ဆောင်တောင်မှပြောမထွက်နိုင်နဲ့လူတယောက်ဆိုတာကိုတွေ့ရပါတယ်ဒုတိယချက်ကတော့ဘုံမင်းအောင်နိုင်ဟာအပြစ်မရနိုင်ပါဘူးလို့ပြောနေပေမဲ့တကယ်တမ်းသူ့မှာထိုးစစ်စနိုင်နဲ့အင်အားမရှိဘဲနဲ့ငလျင်ကြောက်တော်တော်လေးကိုအခြေပြက်အနေပြက်ဖြစ်သွားတာမျိုးကိုတွေ့ရပါတယ်အဲ့ဒါကိုဖုံးပြခြင်းလို့တမင်အပြစ်မရနိုင်ဘူးလို့ဟန်ကိုဘူသဘောပြောနေသလားလို့တောင်မှထင်ရှားရှိပါတယ်တကယ်တော့သူ့အခြေအနေဟာအခုချိန်မှာတော်လိုင်းရေးအဖွဲ့တွေက ထိုးစစ်ဆင်လာမှာကို ကြောက်နေရတဲ့အနေထားပါ အခုငလင်းလှုပ်သွားတဲ့နေရာတွေကိုသတိထားကြည့်ပါစစ်ကောင်စီထိမ့်ချုပ်စိုးမိုးရာနေရာတွေမှာရှိလှုပ်သွားတာပါ စကိုင်းမှာတော်လိုင်းရေးအဖွဲ့တွေထိမ့်ချုပ်ထားတယ်လို့ဆိုနိုင်ပေမဲ့တော်လိုင်းရေးအဖွဲ့တွေထိမ့်ချုပ်ရာနေရာတွေကကျေးလက်ထိတာတွေပါအခုငလင်းတန်းကိုစိုးစိုးဝါးဝါခံရတာတွေက စစ်ကောင်စီအဓိကထိမ့်ချုပ်တဲ့မြို့တွေပေါ်မှာပါ PDF PLA BBLA ဘုန်းနဂါတခြား local အဖွဲ့တွေဘယ်အဖွဲ့မှာ ငလျင်ထံကြောင့်လူတွေတေတော့သွားတာတို့အဆောက်အုံတွေပျက်စီးတာတို့လက်နက်တွေဆုံးရှုံးတာတို့သူတို့ကိုသူတို့ကမိခိုနေတဲ့ကြေးရွာ လူစုတွေတေကျေပျက်စီးကြတာတို့ဆိုတာမျိုးတွေကို မကြားရပါဘူးတိုင်းနာ ERO တွေရဲ့ဒေတာတွေကိုလည်းကြည့်ပါနည်းနည်းပါးပါးတချို့နေရာတွေမှာထိခိုက်တာတွေရှိပေမဲ့ဘယ် ERO အဖွဲ့မှပြင်းပြင်းထန်ထန်ခံစားသွားရဲဆိုတာမျိုးမရှိပါဘူးတခြားတစ်ဖက်မှာတော့ဘုံမင်းအွန်လိုင်းတို့ဘက်ကိုကြည့်ပါသူတို့ ထိတ်သီးတွေနေတဲ့နေပြီးတော့6လုံးတန်းဆိုရဲအတန်းကိုတောင်မှထိသွားပါတယ်စေယုံကြုံတွေကနေပြီးတော့စစ်ဖို့ကြုံတွေခွေးပြေးဝက်ပြေးအသက်လူပြေးရတဲ့ဗီဒီယိုလည်းထွက်လာတာကိုတွေ့ရပါတယ်တမရအိမ်တော်ပြည်ရေးဝန်ကြီးရုံးအစိုးရဝန်ကြီးရုံးတချို့နဲ့ဝန်တန်းအိမ်ယာတွေဂရက်တထောင်စက်စေယုံတို့ဥတ္တရတိတိစေယုံတို့ပျက်စီးခဲ့ပါတယ်ဖျားသခင်ကစစ်အာဏာရှင်ရဲ့အနေမြေတွေကိုရွေးပြီးတော့ဒဏ်ခတ်သွားတယ်လို့တောင်မှပြောမယ်ဆိုလို့ရှိရင်ပြောချင်စရာ ဖြစ်နေပေမဲ့ပြောမထွက်စရာအကြောင်းကလည်းတစ်ဖက်မှာရှိနေပါတယ်အဲ့ဒါကတော့စစ်ကောင်စီစုံမိုးတဲ့နေရာတွေမှာအထိခိုက်များတာမှန်ပေမဲ့တကယ်ထိခိုက်ခံစားကြရတဲ့အများစုကတော့အပြစ်ကင်းစင်တဲ့ပြည်သူတွေဖြစ်နေတဲ့အချက်ကြောင့်ပါအဲ့ဒါကြောင့်ဖျားသခင်ဒဏ်ခတ်တယ်လို့မပြောရရပါဘူးဒါပေမဲ့ဘာပဲပြောပြောငလျင်တန်ကြောင့်အခြေပြက်အနေပြက်ဖြစ်ရတဲ့သူဟာတော်လိုင်းရေးအဖွဲ့တွေမဟုတ်ပါဘူးစစ်ကောင်စီပါ စစ်ကောင်စီဘက်ကအခြေပြက်ရတာကပို့ပြီးတော့ များပါတယ်လေရင်ပြေးလန်းကအစားတချို့နေရာတွေမှာခက်ခဲသွားပါတယ်အခုချိန်မှာတော်လိုင်းရေးအဖွဲ့တွေကတိုက်ခိုက်လာမယ်ဆိုရင်စစ်ကောင်စီကစစ်ကူပို့ဖို့တောင်မှခက်လောက်အောင်တချို့နေရာတွေမှာလမ်းတွေပြတ်တောက်နေပါတယ်အဲ့ဒါကြောင့်တကယ်တမ်းလက်တွေမှာစစ်ကောင်စီကတိုက်ဖို့ဆိုတာဝေးလို့တော်လိုင်းရေးအဖွဲ့တွေကတိုက်လာမှာကိုတောင်မှတိတ်တခိုးကြောက်နေရတဲ့အနေထားပါဒါကြောင့်စစ်ကောင်စီကအပြစ်မြတ်ဖို့ပြောနေတာဟာဟန်ကို့ဖို့ဆိုတာမျိုးပြောတာလည်းဖြစ်ချင်ဖြစ်နိုင်ပါလေ။နှစ်ခုစလုံးနေနေစီပါတာမျိုးလည်းဖြစ်နိုင်ပါလေဗျာ။ ခေါင်းမာတာကလည်းတစ်ဖက်ဟန်ကုတ်ဖို့ပြောတာကလည်းတစ်ဖက်ဆိုတာမျိုးပေါ့တဘာဝကပ်ဘေးတွေဆိုတာကတော့ရှိနေအောင်ပါပါကဘာကြီးမှာကိုကစီးမဲ့တမ်းမဲ့မှုတွေမြောက်များစွာရှိနေတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်တွေရာသီဥတုတွေပြည့်စုံနေတဲ့အတွက်တဘာဝကပ်ဘေးတွေဟာပိုပြီးတော့ဖြစ်လာစရာရှိနေပါတယ်အထူးသဖြင့်ကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်စစ်အာဏာရှင်တွေကနှစ်ပေါင်းများစွာ တဘာဘောပတ်ဝန်းကျင်ကိုဖျက်ဆီးတာတွေတန်ဇာတကိုအထိတ်အကွင့်မရှိစီမံကံမဲ့ထုတ်တာတွေစီမံခန့်ခွဲမှုအမှားပေါင်းများစွာလုပ်တာတွေအကျင့်ပြတ်ခြားစားတာတွေကြောင့်ကပ်ဘေးတွေပို့ပြီးတော့ရှိနေပါတယ်အဲ့ဒါလိုကပ်ဘေးတွေကိုမလွဲမရှောင်သာကြုံတွေ့နေရတဲ့အချိန်မှာအုတ်ချုပ်တဲ့သူကဆက်အနာရှင်တွေဖြစ်နေလို့ရှိရယ်ခါရတဲ့ပြည်သူတွေဟာကဲဆဲသူမဲ့ဖြစ်ပြီးတော့သေတဲ့နာထက်ပိုသေးတာတွေဖြစ်နေအောင်ပါပဲဆက်အနာရှင်စနစ်ရှိနေသမျှမှာ နီးအမျိုးမျိုးနဲ့ကန်ဆိုးနေဥမှာပဲလို့ရေပုံရကောက်ချက်ချပြီးတော့ပြောလို့ရပါတယ်အဲ့ဒါလို့ပြောရင်မလွဲနိုင်ပါဘူးငလင်နဲ့ပတ်သက်ပြီးတော့အခုအထူးသတိထားကြရအချက်၅ချက်ကိုထောက်ပြပြီးတော့ညှိကုန်းချုပ်ရှင်ပါတယ်အဲ့ဒီအချက်၅ချက်ကတော့နံပါတ်၁ဘုံမင်းအွန်လိုင်းလက်ထက်၄နှစ်တာကာလအတွင်းမှာအလွန်ဆိုးရတဲ့ကက်ကြီး၄ခုဆက်ရောက်ပြီးပြီဆိုတဲ့အချက်ပါနံပါတ်၂ငလင်ဟာ တော်လန်ရေးအဖွဲ့တွေထိ ंछ ုပ်ထားတဲ့နေမြေတွေမှာမထိတလောက်နေပါပြီတော့စစ်ကောင်စီထိ ंछ ုပ်ထားတဲ့နေရာတွေမှာသာအကြီးကျယ်လှုပ်သွားတယ်ဆိုတဲ့အချက်ပါနံပါတ်3အဲ့ဒါလိုဖြစ်နေတဲ့ကြားကစစ်ကောင်စီဟာတရက်မှမနာဘဲနဲ့နေစဉ်ပုံကျဲတိုက်ခိုက်နေပါတယ်နံပါတ်4စစ်ကောင်စီဟာကယ်ဆယ်ရေးလုပ်ငန်းကိုဘာတစ်ခုမှထိထိရရရလုပ်နိုင်တာမတွေ့ရပါဘူးတာမန်အရသားတွေနဲ့နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေရဲ့ကြိုးပမ်းဆောင်ရွက်မှုကြောင့်သာပိတ်မိနေသူတချို့လွတ်မြောက်လာကြတာကိုတွေ့ရပါတယ်နံပါတ်5 စစ်အာဏာရှင်စနစ်ရှိနေသေးရင်နောက်မှလဲကပ်ဘေးတွေပူပူပြီးတော့များလာအောင်မှာဖြစ်တယ်လို့ကပ်ဘေးတွေဖြစ်လာတိုင်းမှာလဲဘာမှထိတိယယောက်ကယ်ဆယ်ရေးမလုပ်နိုင်ပဲပြည်သူတွေပူပြီးတော့အသက်ပေးနေရအောင်မယ်ဆိုတဲ့အချက်တွေဖြစ်ပါတယ်ငလင်ကပ်ဘေးကိုအကြောင်းပြုပြီးတော့ငိမ့်ချရေးအတန်ထုတ်လာကြတာနဲ့ပတ်သက်တဲ့သုံးသက်ချက်ကိုလည်းမကြာခင်မှာကျွန်တော်ဆက်လက်ပြီးတော့တင်ပြပေးပါဦးမယ်ဒါအပြင်မှာငလင်မှတ်တိုင်း2025ဒုတိယပိုင်းကိုလည်းကျွန်တော်တို့ ြုစုနေပါပြီစုဆောင်းနေပါပြီမကြခင်မှာတင်ပြပေးအောင်မယ်ဆိုတာကိုကြိုတင်ပြီးတော့အသိပေးပါရစေခင်ဗျာ